တွေးတဲ့အခါမှာတော့ကြီးကြီးအကုန်လုံးတိအောင်ခြုံငုံပြီးတော့အားလုံးကိုထည့်စင်းစားဖို့လိုပေမဲ့လုတ်တဲ့အခါကြာရင်တော့ကိုယ့်ရဲ့ဒီ local context နဲ့ကိုက်ညီအောင်ညှိပြီးတော့လုတ်ဖို့လိုပါတယ် local context ရဲ့နေရာမှာကိုယ့်ရဲ့ local ကိုပြောနေတာထက်ကိုယ့်ဘယ်နေရာကိုသွားမှလဲပေါ့ ိုယ့်ရဲ့ target market ကဘယ်သူတွေလဲပေါ့ဒီ target market ရှိတဲ့ local context တွေနဲ့ kait ညီအောင်ကြည့်ပြီးတော့ line လုပ်ဖို့ဆိုတဲ့သဘောတရားကိုပြောတာပါစဉ်းစားတာကတော့အကြီးကြီးအစုံစဉ်းစားရမှာပဲဒါမဲ့လုတ်တဲ့အခါကျတော့အဲ့အကြီးကြီးကိုရှောက်လုံနေရင်လုတ်ကုန်မှာဆိုးလို့အလန်းကျဲတော့အလဲလက်တက်တယ်လीเนาะအဲ့ဒါကြောင့်မလို့ကိုကဒီကို target ထားမဲ့ကိုပြစ်မှတ်ထားမဲ့ ကိုယ့်ရဲ့ဒီ local အခြေအနေနဲ့ kait ညီအောင်ညှိပြီးတော့လုပ်ပေးနိုင်ဖို့လိုပါတယ် အဲ့ဒီအတွက်ကို local knowledge ဒီ level မတန်ရေးကြီးပါတယ်ဒီ local knowledge ကို short တွက်လို့မရအောင်ဒီရှင်ပြိုင်နိုင်စွာအားမှာအဓိကကြတဲ့အချက်ချာတစ်ခုထဲမှာပါတယ် local knowledge ကိုနားလည်ဖို့ဆိုတာလေတနည်းအားဖြင့်ကိုယ့်ရဲ့ target customer တွေရဲ့အခြေအနေတွေကိုဟိုသိနားလည်နေဖို့ပေါ့အဲ့ဒီသဘောတရားလေးတွေကိုလည်းထည့်စဉ်းစားရမယ်ပေါ့နော်ဒီထဲမှာပြီးတော့ပထမဆုံး global competitiveness အကြောင်းပေါ့ကမ္ဘာနဲ့ချီပြီးတော့ကိုက ရှင်ပြိုင်နိုင်စွာရှိရမယ်ဥပမာဆိုလို့ရှိရင် Honda ကုမ္ပဏီစပြီးတော့ထောင်ကစားလူ90ပဲရှိတယ်ဝန်ထမ်းတွေဒါမဲ့သူတို့အကြီးတွေးတာသူတို့က think big ပေါ့မနုလဲဆိုတော့တည်တည်လေးပဲတွေးတယ်ဆိုတာတဲ့လုပ်ငန်းတစ်ခုကိုပျက်စီးဆုံးရှုံးစေဖို့အစပြောတာပဲဆိုပြီးတော့အဲ့လိုပြောကြအကြီးတွေးရမယ်အိမ်မက်တွေကြီးမဖို့လိုတယ်ပေါ့အဲ့တော့ဒီလူ90ပဲရှိတဲ့ Honda ကုမ္ပဏီကဘယ်လောက်ထိတွေးလိုက်တယ်ဆိုရင်သူတို့ပြတ်ပတ်ထားမဲ့သူတို့ရဲ့ target market တွေ motorcycle ပေါ့စားထုတ်တာ motorcycle ဆိုတော့ motorcycle ဈေးကွက်ပြီးကဘာမှာ number 1ဖြစ်ရအဲ့တော့အဲ့လောက်ထိအကြီးတွေးပလိုက်တယ်အဲ့တော့သူတို့ရဲ့ vision နေနဲ့ချမှတ်ပြီးလုပ်တာအကောင်းဆုံး motorcycle ဖြစ်ရမယ် in Japan အဲ့လိုမဟုတ်ပါဘူး in Asia မဟုတ်ဘူးမြန်မာလုံးဆိုလို့ရှိရင် တကမာလုံးမှာတဲ့ the world number 1ဖြစ်ရမယ်တဲ့ motorcycle ဈေးကွက်မှာအဲ့ဒါကိုသူတို့အကြီးတွေးလိုက်တယ်ပြောချင်တဲ့အဓိပ္ပာယ်က global competitiveness ကိုအစတည်းကစဉ်းစားလိုက်တယ်အစတည်းကနေပြီးတော့သေးသေးလေးပဲစဉ်းစားပြီးတော့တလန်းစီသွားတဲ့ strategy နဲ့ရှောက်တဲ့လုပ်ငန်းလည်းရှိပါတယ်အစတည်းကနေပြီးတော့အကြီးကြီးကိုတခါနဲ့ပြစ်ခတ်ပြီးဝင်မယ်ဆိုပြီးတော့စဉ်းစားပြီးသွားတာလည်းရှိပါတယ်ဘလိုပဲဖြစ်ဖြစ်ပါငခုစလုံးကိုတိဖို့လိုပါတယ်မြင်ကွင်းချင်းမြင်ကွင်းကျယ်ပေါ့အနီးက focus လေ သိနေရမယ်အဝေးကိုလည်းပဲမြင်ကွင်းကျယ်နဲ့ကြည်နိုင်စွမ်းအားရှိဖို့လိုတယ်။တနည်းအားဖြင့်နားလည်လွယ်အောင်ပြောရရင်တော့ long term short term ပေါ့။ငါကစလုံးသိဖို့လိုတယ်။ long term ကိုပဲကြည့်ပြီးတော့ short term ကိုလစ်လူရှုလိုက်ရင်လည်း ကြာလာလို့ရှိရင် ကိုယ့်ရဲ့ဒီစဉ်းစားထားတဲ့ vision ကိုယ့်ရဲ့အိမ်မက်တွေဟာဝေဝါးသွားလိမ့်မယ်အချိန်ကြာတာဟုတ်အချိန်ကြာတဲ့အခါကျတော့တော်တော်နဲ့ပန်းနိုင်ရမရောက်တော့ကြာလာတဲ့အခါမှာ demotivate ဖြစ်ကုန်လိမ့်မယ်စိတ်ဓာတ်တွေပြည့်ယွင်းသွားလိမ့်မယ်တော်ပါပြီလေဆိုပြီးလက်လျှော့ခြင်းစိတ်တွေဖြစ်လာလိမ့်မယ်အဲ့လိုမှမဟုတ်ပဲနဲ့ long term ကိုမကြည့်ပဲနဲ့ short term ကိုပဲအရေးပေးလွှင့်ရင်လေ short term မှာရတဲ့ဒီ short term win ပေါ့ ရေတို့အသီးပွင့်နေနဲ့ပဲတာယာကျေနပ်နေမယ်ဆိုလို့ရှိရင်လေရေရှည်ပန်းနိုင်ရောက်ဖို့ကမလွယ်တော့